ဒီကနေ့မေလ17ရက်နေ့မှာကြာရောက်တဲ့ကဆောင်လာပြင်းနေဗုဒ္ဓနေမှာရန်ကုန်မြို့မှာရှိတဲ့ရွှေတဂုံစေတီတော်မော်လမြိုင်မြို့မှာရှိတဲ့ဆန်တော်ရှင်ကြိုက်တလန်စေတီတော်မြတ်ကြီးလာရှုမြို့မှာရှိတဲ့ရန်တိုင်းအောင်စုတော်ပြည့်မြို့စေတီတော်တို့အပါအဝင်မြို့ကြီးတွေမှာကဆောင်ညောင်ရီသွန်ပွဲပြုလုပ်ခဲ့ပါတယ်ကဆောင်လာပြင်းနေဗုဒ္ဓနေရွှေတဂုံစေတီတော်တွင် ကဆောင်ညောင်ရီသုံးပွဲ ပြုလုပ်ခဲ့ပြီးဖျားဘူးလာသူ အပရိသက်များပြားခဲ့ကြောင်းသိရပါသည် ရှိတကုံစီတီတော်မှာ52ကြိမ်မြောက်ညောင်ရီသွန်းလောင်းပူဇော်ပွဲကျင်းပလျက်ရှိကြောင်းသိရပါဗယ်။ဒါပြင်ယနေ့မေလ17ရက်နေ့ကစုံလာပြည့်နေ့နနက်ပိုင်းအချိန်ကမော်လမြိုင်မြို့တောင်ရိုးတန်းပေါ်ရှိစံတော်ရှင်ကြိုက်တလန်စီတီတော်မြတ်ကြီးအနောက်ဘက်မုတ်အနီးရှိညောင်ပင်မှာညောင်ရီသွန်းလောင်းနေကြသူများအားတွေ့ရပါဗယ်။ကျိုက်တယ်လေဇီတီတော်မြတ်ကြီးဤညောင်ရီသွန်းပွဲတော်တွင်ဖျားဖူးလာကြသူများကိုလည်း စတုဒီတာကျိုးမွေးလှူဒန်းမှုများလှုပ်ဆောင်နေကြောင်းလည်းသိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့တွင်ကစုံညောင်ရီသွန်းပွဲခမ်းနားကိုရန်တိုင်းအောင်ဆူတောင်းပြည့်မျိုးစေးရီတော်တွင် မေလာ၁၇ရက်နေ့ကစုံလာပြည့်နေ့နနက်9:00နာရီခွဲအချိန်တွင်၎င်းကစုံညောင်ရီသွန်းပွဲဆွန်းစံစိန်လောင်းလူပွဲနှင့်ဆွန်းဆက်ကက်လူတန်းပွဲကိုတည်တိမင်္ဂလာမန်စုရှမ်းချောင်းတွင်နနက်9:00နာရီချိန်၌၎င်းကျင်းပခဲ့ကြောင်းသိရှိရပါသည်